မင်္ဂလာပါကချင် wave တရင်ဌာနကအပစင်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်ပေးနေတဲ့တရင်စီစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပြီးတော့မယ်။တရင်စီစဉ်တင်ဆက်တော်မယ့်ယူဆမဲ့ဖြစ်ပါတယ်။ ကရင်ဌာနချုပ်လိုက်စားမျိုးလူနေရပ်ကွက်ထဲမှာမနေညာကတကောင်ရံအချင်းစစ်ကောင်မရှင်ဘက်ကပြစ်လွတ်လိုက်တဲ့အသေးခံဒရုန်းပုံကြားရောက်ပောက်ကွဲခဲ့ပြီးအရဲသားအုပ်ထိခိုက်ဒဏ်ရာရခဲ့လို့သိရပါဗျာ။ ည7နာရီထိုးကနေမှဒလက်လေတံကိုကြားရပြီးနောက်ချက်ချင်းဆိုလိုပောက်ကွဲတံကိုကြားရတယ်လို့ဘုံကြားရောက်ပောက်ကွဲခဲ့တဲ့အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့သူတွေကဆိုပါတယ်ထိခိုက်ဒဏ်ရာရသူများအိုဟာဈေးဆိုင်ရောက်တဲ့တရုတ်လူမျိုးစနီးမောင်းနှံဖြစ်တယ်လို့သိရပါတယ်ပောက်ကွဲမှုအချိန်ကြောင့်ဈေးဆိုင်ခေါမိုးပွင့်ထွက်သွားခဲ့ပြီးထိခိုက်သူတို့အိုကိုတော့တရုတ်ပြည်ဘက်ကညရင်းချင်းပို့ပြီးတော့စေကူတောင်မှခံယူစီခဲ့တယ်လို့သိရပါတယ်အခု2025ခုနှစ်ထဲမှာလိုက်စာမြို့တွင်နဲ့မြို့အနီးပတ်ဝန်းကျင်တွေမှာအသေးခံဒရုန်းပုံကြားရောက်ပောက်ကွဲခဲ့တာ၅ကြိမ်ရှိနေပြီဖြစ်ပါတယ် အာနာသိန်းကာလ2023ကနေ2024ခုနှစ်အတွင်းအာနာသိန်းစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်လိုက်စာမျိုးတွေနဲ့တရုတ်ပြည်ဘက်ကိုကြားရောက်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပေမဲ့2024ခုနှစ်မတ်လကလိုက်စာအနီးကစကန်ဂုံးတွေကို KIA သိမ်းပိုက်ပြီးတဲ့နောက်အတေခံဒရုန်းတွေကိုအသုံးပြုလာတာဖြစ်ပါတယ်။ စကိုင်းတိုင်းအင်တော်မြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖအဖွဲ့ကအမျိုးသားတအုပ်ကိုဖမ်းခေါ်ရပြီးနောက်ရိုင်းနှက်စစ်ဆေးရာကနေလက်လွန်ပြီးတိုက်စုံမှုဖြစ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။အော်တိုဘာ7ရက်နေ့ည8နာရီခွဲလောက်မှာမော်သိပ်ရွာကအသက်38နှစ်အရွယ်ကိုဇော်ထရီဆိုတဲ့အမျိုးသားတအုပ်ကိုအင်းတော်မြို့နယ်ပကဖအဖွဲ့ကဆိုင်ငယ်ခုံးမှုနဲ့ပတ်သက်ပြီးစစ်ဆေးမေးမြန်းမှုခေါ်ဆောင်သွားခဲ့တာလို့ဒေသခံတအုပ်ကပြောပါရတယ်။ ကိုဇော်ထွေးကိုဖမ်းဆီးသွားပြီးနောက်နိုင်ရီပိုင်းလောက်အကြာမှာပကဖအဖွဲ့တွေကတည်ဆုံချောင်းသတင်းပို့လာပြီးရွာသားတွေကကိုဇော်ထွေးရဲ့အလောင်းကိုနောက်ရက်အောက်တိုဘာ12ရက်နေ့မှာပဲပကဖစခန်းမှာတွားယူခဲ့ရတယ်လို့ဒေတာခန်ကပဲဆက်ပြောပါရယ်17ရက်နေ့ည8နာရီမှာကိုဇော်ထွေးကိုခေါ်ရတယ်ရွာသားရပကဖယုံကခေါ်ရတာဆံငယ်ခိုးမှုနဲ့ဆက်ဆက်ပြီးစစ်ဆေးဖို့ရာဆိုပြီးခေါ်ရတာအဲ့ဒါပြီးနောက်ရက်မနေ့တနာရီကိုတော့တည်ဆုံချောင်းရွာကိုသတင်းပို့လာတယ်မနေ့10နာရီခွဲမှာပဲရွာသားတွေကအလောင်းကိုတွားယူခဲ့ရတယ်လို့ဆိုပါရယ် ကိုဇော်ထွေးဟာ9နှစ်အရွယ်နဲ့10နှစ်အရွယ်တာရောက်ကြလေးနှစ်ဦးရဲ့ဖခင်ဖြစ်ကြောင်းသိရပါဗျ။အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့ပကဖအဖွဲ့ဝင်တွေကိုအရေးယူတာမရှိသေးတဲ့ကြောင်းပကဖအဖွဲ့နဲ့နှိဆက်သူတရင်ရင်းမြစ်ထံကသိရပါဗျ။ ရန်ကုန်ကလူငယ်ဇနီးမောင်နှံတဦးကိုမြကြီးနားမြို့မှာရှိတဲ့အသည့်တဦးကအလုပ်ပေးမယ်လို့ဆိုပြီးလမ်းခေါ်ခဲ့ပြီးတော့ပြည်တစားခံတကူမှရောင်းစားခဲ့ကြောင်းသိရပါဗျ။ရန်ကုန်မြို့မှာအလုပ်ရှာရခက်တဲ့အကြောင်းပြောဆိုမိရကမြကြီးနားမြို့ကိုတက်လာမယ်ဆိုရင်ကုန်ကားပေးမောင်းမယ်လို့ပြောတာကြောင့်အော်တိုဘာ၄ရက်နေ့မှာလမ်းစီးပို့ပေးခေါ်ခဲ့တာဖြစ်ကြောင်းဖြစ်စဉ်တရှိသူတဦးကပြောပါဗျ။အလုပ်ရှာပေးမယ်ပြောပြီးကာခပို့ပေးလိုက်တယ်။အစားကကောင်းမောင်းခိုင်းမယ်။ ကောင်းရောင်းကောင်းဝယ်လို့စားလို့ရတယ်ဆိုလို့ပြောပြီးတက်လာတာဒီရောက်တော့တေချာတော့မသိဘူးရွှေညောင်ပင်လို့ပြောတယ်အဲကပြည်တစားကန်းတစ်ခုမှရောင်းစားသွားတယ် ပြီးတော့ပစ္စည်းတွေဖုံးနေအကုန်သိမ်းပြီးမိမကိုပြီးတစားလောက်ခိုင်းနေမလုတ်ချင်ရင်ပတ်စံသိန်း20ပေးရမယ်ဆိုပြီးအခန်းထဲပိတ်ထားတာဘယ်သူမှထွက်လို့မရဘူးလို့တရင်ရင်မြေအမျိုးသားတအူကပြောပါရယ်။ရောင်းစားခံရတဲ့အဆိုပါလည်းမရဟာရှိသမျှပေါင်တန်ရောင်းချပြီးငွေအကြေးဆက်နိုင်ဖို့စ조사နေပေမဲ့ငွေမလုံလောက်တာကြောင့်ထွက်ပြေးလို့မရဖို့ကြံစီခဲ့ရတယ်လို့ပြောပါရယ်။အဲ့အလုံးမလုတ်ချင်ရင်ငွေပြန်ပေးရမယ်ဆိုလို့ရှိသမျှထုတ်ရောင်းပြီးပေးတယ်။ဖုံးတွေလည်းအဆမတန်ဈေးနေပြီးဖြတ်ပေးတယ်။အဲ့ဒါကလည်းငွေကမလောက်လို့အခန်းထဲပိတ်ထားပြီးဘာမှမကြွေးဘူး။မ ရရအောင်ထွက်ပြေးခဲ့ရတာလို့သတင်းရင်းမြစ်ကထပ်မံပြောပြပါရတယ်။ အဆိုပါလင်မယားနှဦးဟာအောက်တိုဘာ15ရက်နေ့မှာရောင်းစားခံခဲ့ရတဲ့ပြည်သူစာကန်းကနေထွက်ပြေးလွတ်မြောက်လာခဲ့ပြီးဘုံကြီးကျောင်းတကြောင်းမှာခိုလုံနေတဲ့အချိန်နေရက်ပြန်နိုင်ဖို့ဦးညီပေးတဲ့အလူရှင်နေနဲ့တွေ့ဆုံခဲ့ရကြောင်းသိရပါဗျ။ကချင်ပြည်နယ်မြကြီးနားမြို့မှာလောင်ကစားမူရစေဝါနဲ့ပြည်တစားလုပ်ငန်းတွေပုံမိုးကျပြန့်လာပြီးတော့လူငယ်လူရွယ်တွေဟာလည်းတနေ့တခြားပျက်စီးမှုပုံမိုးများပြလာတဲ့အတွက်မိမိတို့ရဲ့သာသမီရှိရေးကိုတွေးပူနေရတယ်လို့ဒေတာခံမိပါတွေကပြောဆိုနေကြပါဗျ။ ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းပါပြီးဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်